စကိုင်းငင်းပြည့်ရည်ကြီးနဲ့ကလျက်ပြိုင်တီရှိနေပြီးနှစ်တရာကျော်ငိန်သက်နေတဲ့နမကျော်ကြောက်ချမ်းပြည့်ရည်ကြီးရဲ့ငလျင်ကိုသတိထားဖို့လိုတယ်လို့ပညာရှင်တွေကသတိပေးပြောကြားလိုက်ပါတယ်1912ခုနှစ်မေမြုပ်ငလျင်ဆိုပြီးနမကြီးခဲ့တဲ့ငလျင်ကြီးဟာကြောက်ချမ်းပြည့်ရည်ကအင်အားပြင်းငလျင်ဖြစ်နောက်ဆုံးလုခတ်ခဲ့တာဖြစ်ပြီးနှစ်တရာကျော်ငိန်သက်နေတဲ့အတွက်သတိပြုနေထိုင်ကြဖို့ပညာရှင်တွေကသတိပေးလိုက်တာပါမြန်မာနိုင်ငံကငလျင်ပြည့်ရည်တွေဖြစ်တဲ့စကိုင်းပြည့်ရည် ကပုတ်ပြက်၍မြောက်ဦးပြက်၍ကြောက်ကျန်းပြက်၍နမ်းမပြက်၍ပြင်ရွှေလီပြက်၍မိုးမေပြက်၍နဲ့ဖာဝွန်ပြက်၍ဆိုပြီးငလင်ပြက်ရည်ရှိခုတည်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီပြက်ရည်တွေအလုံးနဲ့အရှိမိုင်၈80နဲ့မန်ယာပြက်အရှိဆုံးပြက်၍ဟာစကိုင်းပြက်၍ဖြစ်ပြီးငွေလောက်ခတ်မှုအလုံးရဲ့80ရာခိုင်နှုန်းဟာလည်းစကိုင်းပြက်ရည်ကလောက်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကိုင်းပြက်ရည်နဲ့အပြိုင်ဖြစ်တဲ့ကြောက်ကျန်းပြက်ရည်ဟာလည်း1912ခုနှစ်ကပြင်းအားရစ်ချတာစကေး ရှစ်စင်းရှိတဲ့ငလင်ကြီးလောက်ခတ်ခဲ့ပြီးနောက်ပိုင်းငလင်ကြီးမလောက်ခတ်တော့တာနှစ်တရာကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ဘူမိပေဒါဆိုင်ရာသူတတိဆိုင်လေးကရှင်းပြပါတယ်။စကိုင်းပြည်ရွေးနဲ့အပြန်ကြောက်ချမ်းပြည်ရွေးဆိုတာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်စင်းမှုအားကြီးဆုံးပြည်ပြည်ကြီးနှစ်ခုပါရှင်တွဲနေတယ်လို့ကျွန်တော်တို့ဥစွာနားလည်ဖို့လိုအပ်ပါတယ်။အဝတ်အစားနှစ်ခုနဲ့ မိမျိုးကလေးလို့တီးတဲ့ကြောက်ချမ်းပြည့်ရဟာ AR Restars K 810နဲ့လုတ်ခဲ့ခဲ့ရာဖြစ်စီမှုများစွာရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ကြောက်ချမ်းပြည့်ရအနေနဲ့နှစ်ပေါင်းတရာကျော်ဖြစ်ပြီးတဲ့အတွက်ဒီ return period ရဲ့အတိုင်းကာလမှာ over ဖြစ်သွားလို့ခရုဆက်ရမယ့်အနေအထားတစ်ခုမှာရှိတယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်။ အဲ့ဒီကြောက်ချမ်းပြည့်ရည်ကြီးဟာရှမ်းကုန်းမြင်းဒေသနောက်ဘက်ခြမ်းကနေငွေတောင်ပြည်လို့ခေါ်တဲ့ကီနီပြည်နယ်ထိကီလိုမီတာ900ခန့်ရှည်လျားတဲ့ပြည်ရည်တစ်ခုဖြစ်ပြီးထိုင်းမြန်မာနယ်စပ်ကနေဗန်ကောက်မြို့ရဲ့မြောက်ဖက်မေပင်ပြည်ရည်နဲ့ဆက်သွားတယ်လို့သိရပါဗျ။အဲ့ဒီပြည်ရည်ကျောင်းပေါ်မှာရှိတဲ့မြို့တွေကတော့အထက်ပိုင်းမှာမေမြို့အလဲပိုင်းမှာတောင်ကြီးအင်းလေးဒေသအောက်ဖျားပိုင်းမှာလွန်ကောဒေသတွေရှိပြီးကြောက်ချမ်းပြည်ရည်ဟာတနစ်ကို1.5မီလီမီတာခန့်ရည်လာမှုရှိတယ်လို့သုတေသနစာတမ်းတစ်ခုမှာတွေ့ရပါဗျ။ အဲ့လိုရွေလျားမှုတွေရှိခဲ့တာကြောင့်နှစ်ပေါင်း100ကျော်အတွင်းအတော်တန်ရွေလျားခဲ့ပြီးဖြစ်တဲ့အတွက်ငလင်ကြီးလောက်ခနိုင်တဲ့ရာဂိုင်နှုန်းဟာတနင်္လာတနေ့ပုံမှန်များပြားလာတယ်လို့စံလေးကရှင်းပြပါတယ်ဖြစ်စပြောကြားခြင်းနာကတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေနဲ့ကလေးတဘာဝဘေးအန္တရာယ်အသည့်တရရှိဖို့လိုတယ်မဖြစ်ခင်ကျွန်တော်တို့ငလင်ကျွတ်တဲ့ကာကွယ်ရေးစီမံချက်တွေနဲ့စနစ်တကျဆောင်ရွက်တင်ပါတယ် ်ကြံခံဖြစ်၍တောင်ပေါ်ဒေသတွေဖြစ်တဲ့တောင်ကြီးကလောအောင်ပါဒီလိုဒေသတွေမှာတောင်ကျွန်တော်တို့မြေအောင်ရေးစီအလွန်ကျော်ထောက်ယူတွန်းဆွဲတာမျိုးတွေလည်းရှောင်ရှားတက်ပါလေခိုင်မာတဲ့ရေသားမဟုတ်ဖဲနဲ့မကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေနဲ့အထက်မြင့်တွေအင်းတွေကိုအဆောက်လုပ်တင်ပါဦး ခိုင်မာမှုရှိတဲ့ယင်းနေသားကျွမ်းကျင်မှုရှိတဲ့အင်ဂျင်နီယာတွေနဲ့ဒါမိမိတို့ရဲ့နေအဆောက်အအုံများကိုစောက်လုပ်စီချင်ပါလေတဘာဝဘေးဆိုတာကအချိန်မီချဲ့ရောက်နိုင်တာဖြစ်လို့ကျွန်တော်တို့ပြည်သူတည်အောင်နေနဲ့တဘာငင်းတဘာဝဘေးအတိကိုရှိစွာနဲ့ဖြစ်လာနိုင်တယ်တော်လုံးရှင်းမရှိပြင်းနဲ့ဖြစ်ရှင်းနိုင်ဖို့အတွက် အခုကလေးကယုတ်တည်ပြင်ဆင်မှုလိုပါတယ်ဆိုတာကိုဖြစ်တော်နေနေပြောချလိုပါတယ်